ရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကပြီးခဲ့တဲ့လမှာပြုလုပ်ခဲ့တဲ့2025တရုတ်အောင်ပွဲနေ့စီးပြပွဲအခမ်းအနားတွင်ပွဲထုတ်ပြတာခဲ့တဲ့ခင်မီလက်နက်စနစ်အများအပြားကထိုင်ဝမ်ရဲ့အချိုးမညီစစ်ပွဲကိုတံပြန်မှုရည်ရွယ်ကြောင်းထိုင်ဝမ်ကာကွယ်ရေးဆိုင်ရာကျွမ်းကျင်ပညာရှင်တူကမကြသေးခင်မှာပြောခဲ့ပါတယ်။ထိုင်ဝမ်စစ်တပ်ငွေကြေးထောက်ပံ့တဲ့တင့်တန့်အဖွဲ့ဖြစ်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးသုတေသနအင်စတီကျူတာက စက်တင်ဘာလ25ရက်နေ့မှာထုတ်ဝေတဲ့ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာစာစဉ်မှာကျွမ်းကျင်ပညာရှင်ရှီရူဂျီရှရန်ကမှတ်ချက်ပြုရမှာထိုင်ဝမ်ဟာအချိုးမညီစစ်ပွဲနဲ့ပတ်သက်ပြီးဆယ်စုနှစ်များကြာရင်းနှီးမြှုပ်နှံထားခဲ့တယ်လို့ဆိုပါတယ်။အချိုးမညီစစ်ပွဲနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံတဲ့ထိုင်ဝမ်ရဲ့ရည်ရွယ်ချက်ကအာသာအင်အားပိုကြီးတဲ့တပ်တစ်ခုရဲ့ကျူးကျော်မှုကိုဟန်တားနိုင်စေဖို့နဲ့အဲ့ဒီအားကြီးတဲ့ဘက်ကို ကုန်ကြစရိတ်များစေဖို့အတွက်သေးငယ်ပြီးတန်ဖိုးနှဲပေမဲ့အထူးထိရောက်မှုရှိတဲ့လက်နက်စနစ်တွေအသုံးပြုတာဖြစ်ပါတယ်။ဒါပေမဲ့ဒုတိယကဘာစစ်ပြီးဆုံးမှု280ပြည့်အထိမ်းအမှတ်ပေကျင်းမှာစက်တင်ဘာလ3ရက်စီးပြပွဲအတွင်ပြတာတဲ့ PLA လက်နက်တွေအနက်တချို့ဟာထိုင်ဝမ်ရဲ့ရှင်ဆွဲဒုံးကျည်ဖြတ်စနစ်တွေအပေါ်ကြီးမားတဲ့ဖိအားတက်ရောက်စေပွဲရှိတယ်လို့ INDSA က လက်ထောက်သုတေသနအဖွဲ့ဝင် ရှီယူကပြောပါတယ်။အဲ့ဒီလက်နက်တွေထဲမှာတိုက်ချင်းပစ်ပဲ့ထိန်ဒုံးကျည်တမျိုးဖြစ်တဲ့ Dongfan 61 YJ တင်းမောဖြတ်ဒုံးကျည်တွေနဲ့ JL3 တိုက်ချင်းပစ်ရေငုပ်တင်းမောကပြစ်လွတ်တဲ့ပဲ့ထိန်ဒုံး SLBN တို့ပါဝင်တယ်လို့ရှီယူကရေးသားထားပါတယ်။အဲ့ဒီနောက်ဆုံးပုံမျိုးဆက်တဲ့ဒုံးကျည်တွေအားလုံးဟာထောက်လန်းတိရှိဖို့ခက်ခဲသလို ထောက်လန်းတွေ့ရှိပြီးနောက်မှာတော့မှသူတို့ကိုအပြည့်အဝကြားဖြတ်ဟန်တားနိုင်မှာမဟုတ်ဘူးလို့ရှီယူကဆိုပါတယ်။ဒုံးကြီးတွေကိုမြေပြင်ရင်တွေရေငုပ်တင်းမောတွေနဲ့လေရင်တို့ကနေပြစ်လွတ်နိုင်တာကြောင့်နေပယ်အားလုံးကချင်းချောက်မှုတွေကို ဖြစ်စေနိုင်တယ်လို့သူကပြောပါတယ်။မြေပြင်မှာ PLA ဟာ ZTZ 100တင်ကားကိုထုတ်ပြခဲ့ပြီးအဲ့ဒီမှာစင်ဆာတွေနဲ့အတူအလိုလျောက်အကာအကွယ်စနစ်တစ်ခုနဲ့ဒုံးကြီးတွေဒရုန်းတွေကို ကြားဖြတ်ဟန်တားမဲ့ လက်နက်တွေပါဝင်တယ်လို့ရှီယူကပြောပါတယ်။ PLA တင်ကားတစ်တွေရဲ့တခြားသောအကာအကွယ်တွေမှာအမှုတန်းတွေရဲ့ဘေးကင်းမှုကိုတိုးမြင့်ပေးမဲ့လူက ထိမ့်ဖို့မလိုတဲ့အမြောက်တင်ဆောင်လေတခုပါဝင်တယ်လို့ဆိုပါတယ်။တစ်ချိန်တည်းမှာပဲ GL1 ဝေဟင်ကပြစ်လွတ်တဲ့ပဲ့ထိန်ဒုံးကျည်အပြင်စစ်ရေးပြပွဲမှာ PLA ရဲ့ပထမဆုံးနျူကလ িয়ার ဒုံးကျည်ဖွဲ့စည်းပုံကို ပြသခဲ့ပါတယ်။ စီးပြပွဲမှာတရုတ်ကဝေဟင်ကပြစ်လွတ်တဲ့ဒုံးတွေရင်းငုတ်တင်းမောက ပြစ်လွတ်တဲ့ဒုံးတွေမြေပြင်အခြေပြုဒုံးကြီးတွေဆိုတဲ့နျူကလ িয়ার လက်နက်ပစ်ခတ်တိုက်ခိုက်ရေးနီလန်သုံးတွယ်ကိုအောင်မြင်ရရှိထားကြောင်းပထမဆုံးအကြိမ်အများကိုထုတ်ဖော်မှုလည်းဖြစ်ပါတယ်။ နျူကလ িয়ার လက်နက်ပစ်ခတ်တိုက်ခိုက်ရေးနီလန်သုံးသွယ်ကို တရုတ်ရဲ့ပြသမှုကသူ့ရဲ့ကြီးထွားလာတဲ့စစ်အင်အားနဲ့အတူကမ္ဘာတဝန်းနိုင်ငံတွေကိုထပ်မံနိုင်ထက်စီးနင်းလုပ်ဖို့ရည်ရွယ်တယ်လို့ရှီယူကပြောခဲ့ပါတယ်။မြစည်းမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ